ဂျီတွေကတော့ကျွန်တော်ဆရာရောင်းနေမှုမကောင်းသေးဘူး။ဒါပြီးတော့ဟာရှစ်ထူထားလို့ရတယ်။တင်ကြီးကတော့ငလေးချင်းငလေးချင်းတွေတော့အင်းအဲလိုပဲ။အာတိုင်အားကြောင့်ဒါအလို့ရောင်းပါဘူး။ဟုတ်လား။ကျွန်တော်ကအခုမှလုပ်တယ်ရေးတက်တယ်ပြီးတော့ကျင်းဝင်တယ်မှာ။ဒီကနေ့လုပ်ခဲ့ရအောင်။ကျွန်တော်တို့ရှိနေကြတဲ့နေရာကိုပြန်ကောင်းပါမယ်။ဘောစင်းတွေကြည့်တယ်ဆိုပြီး ဟုတ်ပထမဆုံးတော့အရင်သိလို့ရအောင်နော်ဒီအရင်ကလေးကဒါလည်းပါလာတယ်ဆိုတော့အရင်သိလို့ချပြောပြတယ်အဲဒါအိုးဗျာဘာမှတော့အကြည့်တင်လေးစင်ဘနာမပါတာဆိုတော့ဒီဟာတင်ပါမှာပေါ့ဟိုနေစိတ်လို့ရန်နဲ့စိတ်လို့ရတယ်အကြည့်တင်နဲ့သူစင်ရဆိုတော့တင်ကြရလည်းအများကြီးပဲဟုတ်ကဲ့ဟုတ်ဟိုတခြားတော့ဘာမှဖြစ်ပါညီမအခုဒီအတင်းနဲ့ထင်စင်မယ်ပြင်စင်ညာရေးရှိကနေပြီးတော့တင်ရဖို့ညလိုက်ပါရှင်တော့ ဒီဟိုနေ19မှာတော့လည်းကျွန်တော်အဲ့လိုမျိုးစီနီယာလို့မဟုတ်ပါဘူးဂျူနီယာပဲကိုယ့်တက်ကြီးတဲ့လူတွေရှိတော့အာအဲ့တုန်းကလည်းသူတို့ရှာတင်ရတယ်အခုလည်းဒီမှာကြတော့လည်းထပ်ပြီးတော့တင်ရတာပေါ့အကြီးထပ်ကျွန်တော်ဂျာဂူယူသားရဲ့လည်းဆိုဒီတတိတခြားကြီးဒါမျိုးကြီးဟိုနေမရေအဖြစ်အားလုံးနေတာမဟုတ်မယ်လို့မျိုးသူများဟိုဆရာတွေရလဲအဲ့လိုနိပြရရအဲ့လိုမျိုးဟိုကဖြစ်ရှင်လို့ရှင်သူများကနည်းနည်း10မိနစ်ဆိုရင်လည်း မိနစ်ဆိုသလားပို့ပြီးတော့အားဆိုင်အောင်အဲကြောင့်ကျွန်တော်လုတ်ခဲ့ဟာတိုင်းကိုပို့ပြီးတော့အားအောင်ဆိုင်တယ်ဘယ်လိုမျိုးပို့ပြီးအားထုတ်တယ်သူများ90လောက်ဆိုပန်တရားတော့အားထုတ်လိုက်အဲလိုမျိုးပါဘယ်တော့ပနာမပြင်တဖြည်းဖြည်းတော့ဖြစ်လာမှာပေါ့တပည့်ဟိုနေတခါကြီးတဲ့ချက်ချင်းဆိုဆိုတော့အမြင်တော့လည်းပြောပါမှာရှိပါအစင်းပြီးတစင်းဟိုအမားရဲ့ပြပြင်းနေတယ်ပြပြဖြစ်လာမှာဟုတ်ဒီပေါ့နော်ညီမလေးစင်ချာစီဝစ်ပြီးတော့အာနိုင်ငံကုံဆောင်ဖို့ဆိုတာဒီဘောမမတိုင်းရဲ့အိမ်မက်ဖြစ်မှာအဲ့တော့အခုလောလောက်ခွင့်ရလို့လဲခွင့်ယူပါတယ်ဒီထက်အလိုမျိုးပေါ့တစင်ချင်း အာပမာဏကနေပြီးတော့အဲ့လိုမျိုးနောက်အာနောက်ဟောစတိုက်ပါအောင်လို့အာကျေးဇူးတော်ပါဆရာဟုတ်အာအဲ့လိုမျိုးပေါ့ငယ်ငယ်လေးတက်ကန်နေပေါ့နော်တက်တန်းလိုက်တွေကန်နေဒါပေမဲ့အဲ့လိုမျိုးဖြည်းဖြည်းချင်းပဲသွားရတာပေါ့အာဆရာကြီးကလည်းပြောပြတယ်ကိုမဘာရှိရဲဘာလို့ရဲပေါ့အဲ့ဒါကိုကိုကကိုပဲပြင်ဆင်ရတာပေါ့ဆရာကိုကဖြစ်ရှင်တော့ကိုကကိုပြင်ဆင်ရပါစေပေါ့ဟုတ်နားလည်ပါတယ်အဲ့ဒါသူတို့ကကြောက်အောင်မျိုးရချင်တာပေါ့နော်အကောင်လုံးကအောင်မျိုးရချင်တာအဲ့မဲ့ညီမကအဲ့ဒါထက်အခုညီမကိုညီမအကောင်းဆုံးပြင်ဆင်ပြီးတော့ဒီရဲ့တင်းကို ကောင်းဆုံးကုညီနိုင်အောင်ဟာပြင်ဆင်နေပါကြောက်ဟုတ်အချက်တွေကတော့ဘယ်လိုပြောရမလဲဒီမှာကြော်လုံးငါးရအောင်ပြောရအောင်တင်ယူမှုဆိုတာဆုံးသက်သွားဆိုတာမရှိပါအာအများအားလိုအပ်ချက်ဆိုတာရှိနေမှာလေအဲကြောင့်ကျွန်တော်ဒီလိုအပ်ချက်ကပြည့်စုံတယ်လို့မရှိတဲ့အတွက်လိုအပ်ချက်ကိုတဖြည်းဖြည်းနည်းလာနည်းလာအောင်တဖြည်းဖြည်းတင်သွားပါပါဟိုပါပေါ့နော်အဲ့လိုမျိုးကိုယ့်ရဲ့ဒီပုံဝင်ချင်မှာကြောက်ရလဲကိုယ့်ဆရာတွေနဲ့အဲ့လိုမျိုးကိုယ့်ကိုပြောပြတဲ့သူတွေရှိရပေါ့နော်အာအဲ့လို အော်သူတို့ပြောထောက်ပြတဲ့ဟာကိုကအဲ့ဒါကိုဩငါသူကဒါမြင်လို့ပေါ့ကိုကအဲ့ဒါကိုပို့ပြီးတော့အဲစူးစမ်းရမယ်လို့ထင်ပါရှင်ဟုတ်ဒီမှာဒီဘောလုံးကိုပဲအာယုံဆိုင်ပြီးတော့ဒီမှာပဲကိုကသစင်းချင်းတိုးတက်လုပ်မှာပါရှင်ဟုတ်ဒီပါချမှုတွေတော့ရှိပါရှင်ဒီမှာစီနီယာတင်းဆိုတော့ training တွေကလည်းနှစ်ချိန်သုံးချိန်ယူပါလို့ရှိဟုတ်စီကိမ်းမြောင်းရဲ့စီကိမ်းမြောင်းမှကြာဘယ်လိုပြောစီကိမ်းမြောင်းမှကြာဒီအဲ့လိုမျိုးမြောင်းမှမဟုတ်ဘူးညာဒီအခုဂျပန်သွားဖို့ပဲပါအောင်လို့ကျွန်တော်အရင်ဆုံးအာယုံဆိုင်ပြီးပါတယ်ဟုတ်ပြီးတော့မှသစင်းချင်းတွေပါ ဂျပန်ရောက်ပြီးတော့မှဂျပန်ရောက်ပြီးပြန်လာမှထက်ယူတော့ကျွန်တော်တို့ပြန်တနာမပါခဲ့ရင်လည်းကျွန်တော်ဒီစီးကိန်းအတွက်ပို့ပြီးအားထုတ်ရမှာပေါ့ဒါဆိုပို့ပြီးစိုးပါလေပို့ပြီးတော့များများအားထုတ်မှပါနိုင်မှုရည်ရှင်များဒီပေါ့နော်ညီမနေစဉ်အတင်းနဲ့စီးကိန်းသွားရဖို့ဆိုတာကအဲ့တော့မြန်မာအိမ်မဖြစ်ခဲ့ပါတယ်အဲ့တော့အခုကျတော့ပမာဏပါနေပေါ့နော်အဲ့ဒါကိုညီမအခွင့်အရေးရတော့ပေါ့အကောင်းဆုံးကြိုးစားပြီးတော့အမ်စီးကိန်းတွေသွားနိုင်အောင်ကြိုးစားတော့ပါမယ်ရှင်